FP ကိုနေကဒလန်လာ တွေးခွဲနေတာလားခင်ဗျားတို့မေးရမှာကကျွန်တော် FP ကဘယ်သူဖက်ကလဲဆိုတာမဟုတ်ဘူးငါတို့မျက်စိမိတ်ယုံကြည်နေတဲ့အတန်တိတ်ညညော့ရေးကတကယ်ရောအောင်ပွဲစီပို့ပေးနိုင်တာဆိုတာပြန်မေးရမှာကျွန်တော်ကဒလန်ဘက်ဖြစ်ဖြစ်စစ်တပ်ဘက်ကပဲဖြစ်ဖြစ်ဆော်ဆွဲလိုက်တာနဲ့တော်လိုင်းမှာဖြစ်နေတဲ့ဟာကွဲတွေအားနဲ့ချက်တွေကပြီးသွားမှာမဟုတ်ဘူးခင်ဗျားတို့ပြောနေတဲ့တွေးခွဲတဲ့ဆိုတဲ့ခေါင်းစဉ်အောင်မှာတကယ်တမ်းပုံနေတာကအမှန်တရားကိုမျက်ကွက်ပြူးချင်တဲ့ကြောက်စိတ် ခင်ဗျားတို့ထင်နေတာကအားလုံးပြိုက်လို့ခေါင်းညိတ်ဟုတ်ကဲ့လို့ပြောလိုက်တာနဲ့ညီညော့ပြီအားလုံးတတတဲ့ထွက်မှအောင်ပဲရမယ်လို့ထင်နေတာဒါပေမဲ့တကယ်လက်တွေ့မှာကအဲ့ဒါညလုံးမိတ်ထားတဲ့ညီညော့မှုအဲ့ဒါကပဲတော်လာရေးကိုရှုံနေစေမယ်အဓိကလက်သက်တရခံဖြစ်နေရောဘယ်လိုလုပ်မလဲအခုခင်ဗျားတို့မကြားချင်းဆုံးဒါပေမဲ့လည်းမဖြစ်မနေကြားကိုကြားရမယ်အမှန်တရားကိုကျွန်တော်ပြောမယ်အဲ့လိုအမှန်ပြောတဲ့သူဟာရန်သူလားတောင်မောက်အမားကိုဖောက်ကွက်ထားတဲ့သူဟာရန်သူလားဆိုတာရရတင်းတင်းမိကောထုတ်ဖို့လိုတယ် အခုစစ်ကောက်စီဘာဖြစ်လို့စစ်ရှုံးနေလဲဆိုတာခင်ဗျားတို့စဉ်းစားကြည့်လားမင်းအွန်လိုင်းနားမှာ yes မင်းအစီပြေပါတယ်နိုင်နေပါတယ်အဲ့လိုလှည့်ပြီးတင်ပြနေတဲ့လူတွေကြီးပဲဝိုင်းနေလို့ဒေါ်အော်တိုလိုင်းဖက်ကနေပြီးတော့ပြန်ပြီးတော့ကူးချချက်နေတာလားလက်ရှိမြေပြင်အခြေလက်တွေပဲကြည့်တချို့တချို့ဒေတာတွေမှာတချို့တချို့ report တွေမှာသတင်းတွေမှာလက်မြေပြင်ဆုတ်ရှုတ်သွားတာတွေအချင်းချင်းဖန်ဆီးပြစ်ခတ်တာတွေအဲ့ဒါဘာကြောင့်ဖြစ်တာလဲဒါဟာညီညွတ်မှုမရှိလို့မဟုတ်ဘူး ုပ်ချုပ်ရေးနဲ့အကွက်ကဲမှုရန်တရားရှားမှရှိတဲ့အကြောင်းတွေကိုဘသူမှကြိုပြီးမထောက်ပြရဲခဲ့လို့ဖြစ်လာတဲ့နောက်ဆက်တွဲရလက်တွေတရင်မှုတယောက်ကမားနေတာထောက်ပြလိုက်လို့ရှိရင်သွေးခွဲတဲ့ဆိုရဆွဆွဲခံရမှာကြောက်လို့စစ်တပ်ဖက်ကဒလန်ဆိုပြီးပြောမှကြောက်လို့အလုံးနှုတ်ပိတ်နေကြတာပဲအဲ့ဒီအမားကကြီးထွားလာပြီးနောက်ဆုံးမြေပြင်ပေါ်ထိကိုပဲရှုံနေမှုရောက်စီတာပဲခင်ဗျားတို့တိဖို့ကစစ်ကောက်စီရဲ့မဟာဗျူဟာတွေမှာ ကျွန်တော်တို့ရဲ့မဖြစ်ချင်းရသေးတဲ့ပြဿနာတွေကိုရှာဖွေပြီးအဲ့ဒီအကြောင်းတွေကိုတွေးခွဲတက်ရှုလာခင်ဗျားတို့ရဲ့ညညရေးဆိုတဲ့ခေါင်းစဉ်အောက်မှာပြဿနာတွေကိုဟုတ်ဖိထားလေးလေးစိတ်ခေါင်းစဉ်အတွက်ကအလုံးလုံးရပို့ပြီးလွယ်လေးလေးဖြစ်နေပဲဖက်စိတ်ကဥပမာပဲကြည့်လူနာတယောက်ကင်ဆာဖြစ်နေတယ်ဆိုတော့ဆရာဝန်ကခင်ဗျားမကင်ဆာရှိတယ်ခွဲစိတ်မရမယ်လို့ပြောတာဟာအဲ့လူနာကိုစိတ်ဓာတ်ကြအောင်လောက်တာလားကဲတင်ချင်လို့ကုသဖို့လမ်းပြတာလား ခင်ဗျားတို့ကဆရာဝန်ကိုနမိတ်မရှိနမမရှိကင်းစားမပြောနဲ့ဘာမှမရှိဘူးဆိုပြီးပါးရိုက်ပြစ်လိုက်ရင်ကင်းစားပျောက်သွားမှာလားမပြောက်ဘူးပို့ဆိုးလာပြီးတော့နောက်ဆုံးသိမှာပဲကျွန်တော်ပြောနေတာဥစ္စာကဆရာဝန်ဆိုတဲ့ကုတ်ပုံးနဲ့နိုင်တာမဟုတ်ဘူးပုံစံတဒံကိုပြောပြနေတာယောဂရှောက်ဖွေးတဲ့ဖွင့်ချတယ်ဥတာဖို့လမ်းကိုပြတယ်အနာကိုလန်ပြလို့စက်တာကိုတွေးခွဲတယ်လို့မြင်နေတော့ခင်ဗျားတို့ယောဂရင်ပြီးသိမှာပဲ။ ဒီနေရာမှာခင်ဗျားတို့တွေကတချို့တချို့ကျွန်တော်မိတ်ဆွေတွေလည်းပါတယ်ပြန်ပြောမှာပဲအခုချိန်မှာစိတ်အနိုင်တိုက်ရမယ့်အချိန်လူထုစိတ်ဓာတ်မကျအောင်ကောင်းတာတွေပဲပြောရမယ်ဆိုပြီးတော့ပြောကြတယ်အစိုးရကြီးပဲပြောနေလူထုစိတ်ဓာတ်ကျပြီးဘယ်လိုလုပ်အားရှိတော့မှလဲနိုင်တော့မှလဲကိုနေပြောနေတဲ့လောက်ရက်တွေကစစ်တပ်ဘက်ကဝါဒဖြန့်လာတဲ့ဒလန်လိုပုံစံမျိုးဖြစ်နေတာပဲဆိုပြီးတော့ပြောကြနိုင်မယ်အဲ့ဒီအတွေးခေါ်ပို့ပြီးကြောက်စရာကောင်းတယ်ဘာဖြစ်လဲသိလား PSY ဝါစိတ်ဓာတ်စစ်စစ်ရင်းနဲ့လက်တွေ့အရှိတရား reality ကိုရောထွေးနေတာမရှင်းလို့ တမိုင်းမှာပဲကြည့်ကြည့် TOD နဲ့ပဲကြည့်ကြည့်စစ်ဖက်ဆိုင်ရာ စိတ်ပညာ military psychology နဲ့ကြည့်ကြည့်ကြိုက်တဲ့သူတေသနာမှာလေးလာလိုက်ဥပမာတစ်ခုပြောရမယ်အမေရိကန်ရေးတက္ကသိုလ်ကသူတေသနာပညာရှင် Arvin Janis ကဖော်ထုတ်ခဲ့တဲ့ group thing ဆိုတဲ့ TOD တစ်ခုရှိတယ်အဖွဲ့အစည်းတစ်ခုမှာခေါင်းဆောင်ကိုမဝေဖန်ရဲဘက်နဲ့အားလုံးဟာ PPO ခေါင်းငိမ့်နေကြရင်အဲ့ဒီဖွဲ့စည်းဟာအမအကြီးတွေကိုကျူးလွန်ပြီးပြိုလဲသွားမှာပဲဆိုပြီးတေချာကိုပြောထားတယ် ဘီယက်နမ်စစ်ပွဲကာလမှာအမေရိကန်ကိုအနိုင်တိုက်ခဲ့တဲ့ဘီယက်ကောင်တွေရဲ့လုံနီးလုံစင်တွေကိုကြည်လိုက်ပါကီယက်တောင်းလို့ခေါ်တဲ့အစီအစဉ်တစ်ခုဘီယက်ကောင်တွေမှာရှိတယ်တိုက်ပွဲတစ်ခုဘီတိုင်းဘီတိုင်းရာထူးအကြီးငယ်မရွေးအပြန့်လန်းဝေဖန်ထောက်ပြကြရတယ်အဲ့တော့ကြောင့်သူတို့ကအမားကိုအမြန်ပြင်ဆင်နိုင်ပြီးတော့အင်အားကြီးတဲ့ရဲသူကိုအနိုင်ရခဲ့တာပဲအမေရိကန်စစ်တပ်မှလည်းရှိတယ်ကပတ်ထိတ်တဲ့အမေရိကန်လိုစစ်တပ်ကြီးတောင်မှပဲစစ်စစ်ရေးပြီးတိုင်းမှာ after action review ဆိုပြီးတော့ဘာတွေများအမှားလုပ်ခဲ့လဲဆိုတာကိုရရဆက်ဆက်ပြန်ပြီးသုံးသပ်တယ်။ဒါသွေးခွဲတာမဟုတ်ဘူး။ professional lesson ပဲ။အခုနည်းနည်းလေးထောက်ပြလိုက်တာနဲ့ပြောဆိုလိုက်တာနဲ့အကောင့်ဖက်ကလိုက်မပြောတာနဲ့တလာတို့တစိုက်ကဲ့ကျွန်တော်ဘာမှမဖြစ်ဘူး။ခင်ဗျားတို့ကပဲအဲ့တစိုက်ကဲ့တဲ့အပေါ်မှာလိုက်ပြီးတော့စစ်ကောက်စီကအခုညီပေးနေတယ်လို့ဖြစ်သွားတယ်။ဘာဖြစ်လို့လဲ။ခင်ဗျားတို့ကိုယ်တိုင်ညီပြင်ကတကယ်ပြုပြပြောင်းလဲဖို့လိုအပ်တဲ့ဟာကိုလမ်းပိတ်လိုက်လို့ပဲ။ ခင်ဗျားတို့နာကျင်ပျက်စီးစေချင်လို့ပြောနေတာမဟုတ်ဘူးကျွန်တော်ပြောခဲ့ပြီသားပြောတဲ့စကားတိုင်းတောင်းဝန်ယူတယ်ဘယ်သူတောင်းဝန်ယူလဲဒေါ်လာကြီးအတွင်းစီကနေအပြည့်စီရောက်လာပြီးပြည်သူလူထုနဲ့နိုင်ငံအကျိုးပဲကြည့်တယ်ဘာမှမကြည့်ဘူးတလက်ဖက်ကစစ်တပ်ဖက်ကပျက်စီးစေချင်လို့ပြောနေတဲ့ဆိုတဲ့တက်သေးထောက်ထားရှိရင်ချက်ချင်းဖော့ပြီးတော့ထုတ်ချလိုက်ထုတ်ပြလိုက်ပြီးရင်လည်းဓာတ်ရိုက်လာပြောလဲရတယ်ကျွန်တော်အသက်ရှင်ဖို့တော်လိုက်တကယ်နိုင်စေချင်လို့စေခါတိုက်နေတာဖြစ်တယ်။ပြုပြင်ပြောင်းလဲစီလို့လည်းဝေဖန်မှုနဲ့ ွေးခွဲဝါဒဖြန့်မှုဆိုတာကိုခွဲခြားတတ်ဖို့လိုတယ်။အချက်လက်အထောက်ထားမရှိပဲပုံကူရေးကြီးပဲထားပြီးတိုက်ခိုက်နေတာဟာသွေးခွဲတာဟုတ်တယ်။ဒီပြင်ကခိုင်မာတဲ့ data တွေကျွန်တော် flow live ရှေ့တန်းအတိုင်ရအချက်လက်တွေတတိယအချက်လက်တွေကိုကားပြီးတော့တာဝန်ယူပြီးတော့ဒီနေရာမှာမားနေပြီဒီနေရာမှာအုပ်ချုပ်ပြီးပြက်နေပြီလို့ထောက်ပြတာသွေးခွဲတာမဟုတ်ဘူး။ဒါဟာလမ်းကြောင်းတက်မှတ်ခြင်းလို့ခေါ်တယ်။လက်ရှိအခြေအနေတိုင်းဆက်သွိုင်း ရှေ့ဆက်အောက်ခြေရဲဘော်တွေနဲ့ခေါင်းဆောင်မှုအပိုင်းကြားမှာနားလည်မှုလွဲလာတယ်ပို့ပြီးများလာမှာပဲအဲ့ဒါဆိုရင်စစ်စင်ရေးဆောင်ရေးကြာမှာပဲအဲ့လိုအစိုးဆုံးအခြေအနေဖြစ်လာရင်ဘာမှအချိန်မီပြုတ်ပြပြောင်းလဲခွင့်မရပဲနဲ့အာမလို့အာမရဖြစ်မှုတွေပြည်သူတွေမယုံကြည်မှုကနေအချင်းချင်းလက်နက်ကန်တွေပဋိပက္ခဖြစ်လာပြီးတော့စစ်ကောင်စီအလွန်ချင်းတော့အကွက်ဖြစ်သွားလိမ့်မယ်ရောက်တော့ရောက်တော့မယ်ပြုတ်ပြနိုင်ကိုလမ်းစားရှိတယ် အပြုတ်သဘောဆောင်တဲ့ဝေဖန်မှုတွေကိုဘယ်ကလာတယ်ဘယ်ကောင်ပြောလဲဘယ်သူကထုတ်လာတယ်လည်းရေးတယ်ဘယ်သူကပြောလဲစောင့်တယ်လိုက်ကြည့်နေကြမလို့ဘူးခိုင်မာတဲ့ဝေဖန်မှုတွေကိုလက်ခံပြီး institution တစ်ခုလို့စနစ်တကျပြင်ဆင်ဖွဲ့စည်းနိုင်မှာဆိုရင်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ online တပ်ဖွဲ့တွေပို့ပြီးကြစ်လက်ခိုင်မာလာမှာပဲထဲဥက္ကောမှတိဆောက်လာနိုင်မှာပဲဒီနေရာမှာအစောရကတက်ပြီးတော့တချို့ပြည်သားတွေကျွန်တော်တို့ကိုမေးလာခဲ့တာတွေတစ်ခါလည်းဖြည့်ပေးခြင်းတယ်ပထမမေးလာမှာကအခုလိုအားနည်းချက်တွေကိုလူသိရှင်ကြား လိုင်းပေါ်မှာပြောလိုက်ရင်စစ်တပ်ကဝါရဖျက်ဖို့အကွက်ရမသွားဘူးလားအဖြေကတော့ကျွန်တော်တို့ပြောပြောမပြောပြောစစ်တပ်ကဝါရဖျက်နေမှာပါပဲဒါပေမဲ့ကျွန်တော်တို့ကကိုယ်မောင်းကိုကိုယ်တိုင်ဝန်ခံပြီးတော့ပြုပြင်လိုက်တာနဲ့တပြိုင်တည်းတည်းမှာစစ်တပ်ရဲ့ဝါရဖျက်မှုဟာအစမ်းမထက်တော့ပါဘူးအင်္ဂရကအတိုင်းဝိုင်းကလည်းကိုကိုကိုပြုပြင်နိုင်စမ်းရှိတဲ့အဖွဲ့အစည်းကိုပဲယုံကြည်မှုပို့ပေးလို့ရှိပါတယ် နောက်ထပ်မေးတာမမေးဘူးကစစ်တိုက်နေတဲ့အချိန်မှာဒီလိုစိတ်တက်ကြစရာတွေပြောရင်အချိန်ကိုက်ဖြစ်ပါမလားပြီးမှပြောမယ်ဆိုတဲ့သဘောခင်ဗျားတို့စဉ်းစားကြည့်ကောင်းမောင်းနေတော့ဒိတ်ပေါက်သွားလို့ခရီးတွင်အောင်ပဲဆက်မောင်းမှရမယ်ဆိုပြီးမောင်းနေလို့မရဘူးရပ်ပြီးဘဲကိုလဲပြီးမှခရီးဆက်လို့ရမှာမဟုတ်ဘူးလားတိုက်ပွဲဝင်နေချိန်မှာအမားရှိရင်ချက်ချင်းပြင်မှမြေပြင်အသက်တွေကိုကယ်နိုင်မှာဖြစ်တယ်အချိန်မရွေးဘူးဆိုတဲ့စင်ချေကအသက်ပေါင်းများစွာကိုစတေးရရောက်သွားနိုင်တယ် ဒီလိုခြေမျိုးမှာတချို့ရင်းနှီးတဲ့လူတွေမြင်တယ်ဘယ်လိုဝေဖန်တာမျိုးကလက်ခံသိပြီးတော့ဘယ်လိုကတွေးခွဲတာမျိုးလို့တတ်မှတ်လို့ရမှာလဲဟုတ်ပါတယ်အချက်လက် evidence နဲ့ဖြည့်ရှင်းနေ solution ဆိုတဲ့အကြံပြုချက်ပါတဲ့ဝေဖန်မှုဟာလက်ကိုလက်ခံရမှာပုံကိုရေးတိုက်ခိုက်ရင်တွေးခွဲတာပဲပုံကိုရေးပဲဒီဇိုင်းမမတိုက်ခိုက်ရင်ပြည့်လို့ပစ္စည်းလောက်တာပဲမြည်ပြအချက်လက်တွေနဲ့တိကျတဲ့ဆက်ဆက်မှုရှိတဲ့အချက်လက်တွေကို ီပီကြကြတိလို့ထောက်ပြတယ်တက်သိရှိတယ်တာဝန်ယူလဲဆိုရင်ဒါဟာလမ်းကြောင်းတက်မှတ်ခြင်းလို့ပဲခေါ်တယ်ပြီးတော့မီကောချုံအနေနဲ့ကျွန်တော်အကြံပြောရမှာဆိုရင်ပထမဆုံးတစ်ချက်က stop shorting the messenger ခင်ဗျားတို့စီကိုတည်င်းစကားယူလာပေးတဲ့သူကိုခင်ဗျားတို့လုံးမမြင်ပါနဲ့ကိစ္စယောဂတဲ့သူယောဂအကြောင်းမှန်မှန်ပြောပြပေးနေတာကဆရာဝန်ကိုစိတ်ဆိုးလို့မရပါဘူးနံပါတ်1က demand accountability ခင်ဗျားတို့မဖြစ်မနေတာဝန်ခံမှုကိုတောင်းဆိုပါခေါင်းဆောင်တွေကိုချစ်တတ်နဲ့ပစ္စည်းမိတ်ဆိုးယုတ်လာလည်းမတူပါဘူး ချစ်လို့အမားတွေကိုဖောက်ွက်ပေးတာဟာခင်ဗျားတို့သူ့ကိုကြောက်တဲ့တော်ချနေရတယ်အတူတူပဲအမားပြင်ဖို့တွန်းအားပေးတာကမှမိတ်ဆွေအစ်စ်မဟုတ်လားတတိယအချက်က redefine unity ပဲညီညွတ်တဲ့ဆိုတော့အကောင့်လေးကြီးပဲထားထားပြီးတော့အတန်တိတ်နေတာမျိုးမဟုတ်ဘူးအလုပ်အတန်တိတ်နေတာမဟုတ်ဘူးမတူညီတဲ့အမြင်တွေကိုစပယ်ဝိုင်းမှာရှင်းလင်းပြီးတော့မှဘုံရီမန်းချက်တစ်ခုတိဆောက်ထားတယ်အဲ့ဒီရီမန်းချက်အတွက်အခက်ခဲတွေနဲ့ပြောဆိုဆွေးနွေးပြီးအတူတူရှောက်လန်းသွားတော့မှစိတ်မှန်တဲ့ညီညွတ်ရေးလို့ခေါ်တယ် အဲ့ကြောင့်မို့ကျွန်တော်ပြောနေတယ်ကျွန်တော်ကမားနေလာပြောလို့ရတယ်ကြိုက်တဲ့ချိန်ခင်ဗျားတို့ကြိုက်တဲ့အထင်အမြင်နဲ့ထင်ကျွန်တော်အတွက်ဘာမှမဖြစ်ဘူးခင်ဗျားတို့အတွက်ပဲဖြစ်မှာဒလဘက်ဖြစ်ဖြစ်စတက်ဘက်ကဖြစ်ဖြစ်တက်ရောက်မှုဟာကျွန်တော်ပုံမှန်မရှိဘူးခင်ဗျားတို့ကျွန်တော်တို့ရဲ့တော်လိုင်းပုံမှန်ရှိတာအမှန်တရားကခါတိတယ်ဒါပေမဲ့အဲ့ဒီအမှန်တရားကပဲကျွန်တော်တို့ကိုလွတ်မြောက်စေမှာရုပ်ခင်ဗျားတို့ညီကောချုပ်မေးချင်တာကခင်ဗျားတို့တကယ်လိုချင်တာကို့အမားတွေကိုထောက်ပြတဲ့မိတ်ဆွေအစ်စ်လား ဒါမှမဟုတ်ကိုကိုကြောက်ထဲကြောက်ခနီးအချိန်ထိအစဉ်ပြေးပါတယ်။ကောင်းတယ်။မြောက်ပင်ပေးမဲ့ရန်သူလို့တာလား။ပုံမှန်မှရေးခဲ့ပေးပါ။ကျွန်တော်ကိုပြန်ပြီးတော့ဆွေးနွေးချင်တယ်၊ဆွတ်ဆွဲချင်တယ်ဆိုရင် welcome ပါ။ကြိုးစို့တယ်လာခဲ့ပါ။စိတ်မဆိုးပါဘူး။ရေးရတင်တင်ပြောပါ။ဒီလောက်ပါပဲ။